ဖာကန်မြို့နယ်နတ်မော်ကြီးရွာနာကကြောက်ဖြူတောင်အောင်မှာကြောက်တူးဖော်နေတဲ့ကုမ္ပဏီလုပ်ကရွှေနုံကန်တစ်ခုမတ်လ22ရက်မနက်၈နာရီချိန်ခန့်ကပွင့်ကျခဲ့တဲ့အတွက်ရွာလန်းတစ်လျှောက်မှာနှုံးမြေတွေဖုံးလွှမ်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။နုံကန်ပေါက်ကျတဲ့ကုမ္ပဏီရဲ့အမိကိုမသိရသေးပေမဲ့လုပ်ကွက်အတွင်းမှာတော့ကြောက်တူးဖော်မှုတွေကိုဆက်လက်လုပ်ကင်နေကြတယ်လို့ဒေသခံတွေကဆိုပါတယ်။ ဖားကန့်မြို့နယ်ကြောက်စိမ့်လောက်ွက်တွေမှာနုံကန်ပေါက်ကြတာနဲ့မြေပြိုကြတာတွေမကြခဏဖြစ်ပွားလေးရှိပြီးနှစ်စဉ်တိုင်းမှာလူအသေးပြောက်တွေရှိခဲ့ပါတယ်။ဟုတ်ကဲ့ဟိုလက်ရှိကတော့ရွာရွာကိုနှချမ်းနှချမ်းဖြစ်သွားနှချမ်းဖြစ်သွားကြတယ်ဗျာနော်။သွာလာလို့လည်းမရမရသေးဘူးလေ။ဘာဖြစ်လို့ဆိုတော့နုံနေနေဆိုတော့လေနုံနေပြန်အဲ့ဒီအဲ့ဒီနုံနေပြန်တဲထုတ်ပြီးမှပြီးမှနည်းနည်း6ဝါမှအဲ့တော့မှအသွာလာပြန်ပြီးတော့အရှင်ပြေသွားမှာပါခင်ဗျ။ အခုလာမဲ့မိုးရင်းကာလကတော့နှမ်းမော်ရွာအတွက်စိုးရိမ်ရတဲ့အနေအထားဖြစ်ပြီးရွာနာမှာကုမ္ပဏီ၃ခုထပ်မံတဲ့ကြောက်တူးဖော်ရာတွေလုတ်ကိုင်းနေတယ်လို့လည်းသိရပါတယ်။စစ်တပ်အာဏာသိမ်းခါစား2021ခုနှစ်တုန်းကကြောက်စိမ်းတူးဖော်ရာတွေမရှိခဲ့ပေမဲ့2022ခုနှစ်ကစလို့ကြောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေတကြောပြန်များပြားလာသလိုဒီကုမ္ပဏီတွေကိုဘသူကခွင့်ပြုပေးထားတယ်ဆိုတာကိုလည်းဒေသခံတွေမသိရပါဘူး။ ကြောက်ကုမ္ပဏီတွေကစိတ်ရန်နေရတွေနဲ့တူးဖော်တဲ့အတွက်ဖြစ်ပေါ်လာတဲ့မြေကျင်းကြီးတွေထဲမှာမိုးရွာသွန်းမှုကြောင့်ရေအိမ်ကြီးတွေဖြစ်ပေါ်လာလေးရှိပြီးအဲ့ဒီရေအိမ်ကြီးတွေတဲကိုမြေစာဖို့ရာကနေနှုန်ကန်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ကုမ္ပဏီလုံးကွက်တွေကြောင့်ဖြစ်ပေါ်လာတဲ့အဲ့ဒီနှုန်ကန်တွေဟာမကြာခဏပေါက်ကျမှုဖြစ်ပွားခဲ့တဲ့အတွက်နှစ်စဉ်လူသေဆုံးမှုတွေဖြစ်ပေါ်နေတာပါ။ခုဆိုရင်ဒီ data ထဲမှာက ီဆက်ရန်နေရာကြီးတွေတုံးပြီးတော့ဒီကြောက်စင်းအလွန်ကျုံတူးဖော်တာနဲ့ဒီထွက်လာတဲ့မြေစာတွေကိုလည်းစနစ်တကျမစွန့်ပြစ်တာတွေကြောင့်မလို့အခုလူတွေဖြစ်တာပေါ့နော်အခုချိန်ထိလည်းတဘာပဝင်ခြင်းထိန်းသိမ်းရေးဆိုတာမျိုးဆောင်ရွက်နိုင်တာမျိုးမတွေ့ရသေးဘူးပေါ့နော်ကုမ္ပဏီကဥပဒေထက်ကျော်လွန်ပြီးတော့လုပ်ငန်းတွေဆောင်ရွက်နေတဲ့အတိုင်းအတာတွေလည်းရှိပါတယ်အဲ့ဒါတွေလည်းထင်းချုံမဲ့သူမရှိတော့ဒီဖြစ်ရှင်တို့ဖြစ်နေတာပေါ့နော် ကချင်ပြည်နယ်မှာတရားမဝင်တရားစာတတူးဖော်မှုတွေများနေပေမဲ့တထုတွင်ဦးစီးဌာနကအခွန်ကောက်ခံရရှိတဲ့စီးရင်တွေအရ2020ခုနှစ်ကစက်တန်း900တော်ကောက်ခံရရှိခဲ့ပြီး2021-22ခုနှစ်မှာ238တန်း2022-2023ခုနှစ်မှာကျပ်325သန်းပဲကောက်ခံရရှိခဲ့တယ်လို့ကချင်ပြည်နယ်အခြေစိုက်တရံဇာတတူးဖော်မှုတွေကိုစောင့်ကြည့်နေတယ်။ KSC အဖွဲ့ကပြီးခဲ့တဲ့2023ခုနှစ်ဧပြီလမှာထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာတွေ့ရပါတယ်။ ဒါပြင်အာနာသိမ့်ပြီးနောက်ပိုင်းကချင်ပြည်နယ်ထဲမှာမြေရှားတထုပရင်ရွှေနဲ့ကြောက်စိမ့်စတဲ့တယံဇာတတူးဖော်မှုတွေတိတိတသားမြင့်တက်လာတယ်လို့လည်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။